အစိုးရလည်းဒီ budget ပေါ့နော်ဒီဒီဘဏ္ဍာငွေတောင့်တင်းဖို့လုပ်တယ်အဲ့ဒီဘဏ္ဍာငွေတောင့်တင်းဖို့လည်းအစိုးရကနေဥဆောင်ပြီးတော့မှလောက်တာကိန်းတာရှိတဲ့စီးပွားရေးဝန်ကျင်တွေအဲဟိုပေါ့ phantom pay ပြီးလို့ရှိရင်ပြည်သူလူထုတိုင်းကလွယ်လင့်တကူနဲ့လောက်ကိန်းစားတောင်းလို့ရတယ်ဆိုလို့ရှိရင်အစိုးရကလည်းကျေးဇူးတင်ပြီးတော့အစိုးရကလည်းအခွင့်ဆောင်မယ်အစိုးရကလည်းအခွင့်အရေးတွေမြန်မြန်ရတဲ့အချိန်မှာ ပြည်သူအကျိုးပို့လုံနိုင်မယ်ဆိုတဲ့ဟာပေါ့နော်ဆိုတော့ရှင်ကျွန်တော်တို့ကအခုအစိုးရလည်းပြည်သူမယုံဘူးပြည်သူကလည်းအစိုးရမယုံဘူးဟာຢာကနေပြီးတော့မှကျွန်တော်တို့ကတခြားတစ်ဖက်ကိုသွားရမှာဖြစ်ပါတယ်ရှင်ကျွန်တော်တို့ကလည်းအစိုးရမယုံဘူးချီချီနဲ့အစိုးရလည်းပြည်သူလူထုယုံယုံချီချီနဲ့ကျွန်တော်တို့ကအဲဒီလိုလေးပေါ့နော်အဲ့ဒါကြောင့်မို့ကျွန်တော်တို့နိုင်ငံရေးပါတီတွေအနေနဲ့ပြည်သူသားလင်အဲဥထိတ်ထားရဆိုတာပြည်သူလူထုဘဝအဓိကဆိုတာကျွန်တော်တို့ကပြည်သူလူထုရဲ့အခက်အခဲကိုသိချင်တဲ့အခက်အခဲကိုဖြေရှင်းပေးခြင်းအပြင် ပြည်သူလူထုဟိုပါပေါ့နော်ဒီအိမ်အောင်စုတိုင်းကအဆင်ပြေလို့ရှိရင်အဲကျမတို့တစ်ချိန်မှာဒီအစိုးရအနေနဲ့အင်အားတောင့်တင်းလာမှာပေါ့နော်အဲအဲ့ဒါလေးပါရှင်ကျမတို့စီးလုံးညီညွတ်ဖို့လိုအပ်နေတာဖြစ်ပါတယ်နော်ဆိုလို့ရှိရင်ကျမတို့တက္ကပါလုံးခံရတာတော့ကိုဗစ်ပေါ့နော်ကိုဗစ်မှာတက္ကပါလုံးခံရတယ်ကိုဗစ်ပြီးပြီးသွားပြန်တော့လဲကျမတို့ကနိုင်ငံရေးအချက်အလက်နဲ့ပြီးလို့ရှိရင်လက်နက်ကင်ပြိပက်ခတွေပါဖြစ်တဲ့အခါကျတော့ ဒါအကျက်တဲဆုံးကာလဖြစ်ပါလေရှင်ဒါကျမထက်ဒီမှာအသက်ကြီးတဲ့လူတွေလည်းပါမှာပါကျမဆိုအသက်58နှစ်ပေါ့နော်ကျမဘုရားမှာကျဲကျမတို့ရဲ့မြန်မာနိုင်ငံကဒီအချိန်ကအကျက်တဲဆုံးကာလဖြစ်ပါလေဆိုလို့ရှိရင်ဘက်ပေါင်းဆောင်ကနေစိန်ခေါ်မှုရှိနေတဲ့ကာလဖြစ်ပါလေအဲ့ဒါကြောင့်မို့လို့ကျမတို့ကနေပြီးတော့မှမိဘနဲ့သားသမီးတစ်ဖွဲ့ပေါ့နော်အစိုးရအဆင်ပြေအောင်လည်းပြည်သူကဝိုင်းဝန်းပူးပေါင်းဆောင်ရွက်ပါပြည်သူအဆင်ပြေအောင်လည်းအစိုးရဆောင်ရွက်ရမှာဖြစ်ပါလေ အဲ့လိုဆောင်ရွက်ဖို့ဟာကျမဘာရေးကြည့်လဲဆိုလို့ရှိရင် ပြည်သူရွေးကောက်တဲ့အစိုးရတည်းရပေါ်ပေါက်ဖို့ရေးကြည့်တာเนาะအဲ့ဒါကြောင့်မလို့အဲ့ဒါကြောင့်မလို့ကျမတို့ကဒါဒီမိုကရေစီလမ်းကြောင်းပေါ်ပြန်တက်တဲ့ရွေးကောက်ပွဲဖြစ်ပါလေရှင်เนาะအပြင်မှာကြားနေရတာတွေကတော့ဟိုရွေးကောက်ပွဲကိုစန့်ကျင်ကြလို့ပါလို့ပြောပြောနေကြတာတွေရှိတယ်ပေါ့เนาะဒါတွေကိုနားမယောင်ကြပါနဲ့ဒါပြည်သူလူထုကရွေးကောက်တင်ပြောင်းတင်မြောက်မှအစိုးရဖြစ်တယ်ဆိုလို့ရှိရင်ပြည်သူလူထုမှာအလိုလိုနေရင်ပြည်သူအတန်ကပို့ပြီးတော့မှ ဟိုအားရှိလာမယ်ပြည်သူလူထုရဲ့အာဏာပေါ့နော် ပြည်သူအာဏာပိုတက်ရောက်လာပြီးတော့မှအစိုးရတွေကနေပြီးတော့မှပြည်သူအတန်ကိုနားထောင်ပြီးတော့မှပြည်သူပြည်သူရဲ့ဟိုကြီးပွားတိုးတက်ရာတိုးတက်ကြောင်းအတွက်ကိုပို့ပြီးတော့မှအားထည့်ပြီးတော့ဆောင်ရွက်ရမှာဖြစ်ပါလေရှင့်နော်အဲ့ဒါကြောင့်မလို့ကျွန်မဟိုပေါ့နော်ခုနပြောစရာတွေကတော့အများကြီးပါရှင့်ဆိုလို့ရှိရင်ကျေးဇူးတင်ပါတယ်ရှင့်ဆွေးနွေးပေးတဲ့အတွက်လေဆိုလို့ရှိရင်ဟိုနောက်တစ်ခုကလူငယ်နဲ့ကလေးသူငယ်ပါရှင့်ကျွန်မတို့ကလေးသူငယ်ဆိုတာ ဥပဒေရကျွန်တော်တို့တတ်မှတ်ထားတာ16နှစ်ထိကကလေးသူငယ်လို့တတ်မှတ်ပါတယ်ရှင်ပြီးလို့ရှိရင်မွေးကင်းစကနေ16နှစ်ထိတော့ရှေးဦးရွယ်ကလေးသူငယ်လို့ကျွန်တော်တို့တတ်မှတ်ပါတယ်ရှင်ရှေးဦးရွယ်ကလေးသူငယ်ဆိုတာကတော့ကျွန်တော်တို့မူโจเจ้าကနေစပြီးတော့မှဒီဒီရွယ်တော့ကနေကျွန်တော်တို့ကရင်ကျေးလိမ်မောင်တင်ထားပြီးတော့မှကျွန်တော်တို့မြမရိုးရာဒလိထုံနှန်းဆင်လာနဲ့တကွာပေါ့နော်မြန်မာဆန်တဲ့မိသားစုတွေဖြစ်အောင်ပေါ့နော်ဒီလိုလေးတင်ကြားပြီးလို့ရှိရင်ကြီးလာတော့လေမြန်မာမှုနဲ့ပဲတိုးတော်လေနိုင်ငံတကာကို ဟိုဟိုဟာပေါ့နိုင်ငံတကာမှာအဆင့်တန်းမီတဲ့မြန်မာလူငယ်တွေပေါ့နော်အဲကျွန်တော်တို့မွေးဖွားပေးရမှာဖြစ်ပါချင်းလက်တော်စိန်ခေါ်မှုကတော့လူငယ်တွေအတွက်စိန်ခေါ်မှုကတော့ပြည်တွင်းမှာအလောက်ကိုင်းရှားပါတဲ့အခါကျတော့ဟိုနိုင်ငံတကာကိုသွားပြီးတော့အလုပ်လုပ်နေကြရတာဖြစ်ပါတယ်အဲသို့တော်လည်းဒီလိုမျိုးတွေကျွန်တော်တို့မြန်မာနိုင်ငံမှာဖြစ်နေတာလားဆိုတော့ကျွန်တော်တို့အရှိမဖြစ်ခဲ့တဲ့နိုင်ငံတွေအများကြီးရှိပါတယ်ရှင်ဥပမာဂျပန်ပေါ့နော်အဲဂျပန်ဆိုလို့ရှိရင်ကျွန်တော်တို့ဒုတိယကမ္ဘာစစ်မှာဆစ်ရှုံးပါတယ်ရှင် ဒုတိယကမ္ဘာစစ်ဆိုတာတော့ကျွန်မဂျုံလုံးပေါ့နော်ဂျုံလုံးလေးဘုသူတာလေးဖြစ်အောင်ဒုတိယကမ္ဘာစစ်ဆိုတာဟိုနာဇီဂျာမနီနဲ့ဖက်စစ်ဂျပန်နဲ့တဖက်အဲပြီးလို့ရှိရင်အမေရိကန်တို့ပြင်သစ်တို့အင်္ဂလန်တို့စသဖြင့်ပေါ့နော်ဒါတွေကမဟာမိတ်တွေကတဖက်အဲတိုက်ကြတဲ့အဲတိုက်ပွဲဖြစ်ပါလိမ့်ရှင်။နော်အဲ့ဒါကြောင့်မလို့ခုနှစ်ရပဲကျွန်တော်တို့နိုင်ငံတော်အကြီးအကဲတရုတ်ပြည်ကပြန်လာတာဒီတရုတ်ကနေပြီးတော့မှသူတို့ဖက်စစ်ဂျပန်နေသူတို့ကိုအယမ်းမဲဟိုကပေါ့စစ်တိုက်ပြီးတော့ဒုက္ခပေးခဲ့တဲ့ဟာကို ဟိုအောင်နိုင်တဲ့နေ့ဆိုပြီးတော့မှကျင်းပတာဖြစ်ပါလေရှင်အဲ့အရှိမေလ9ရက်နေ့တော့လေရုရှားကနေပြီးတော့မှနာဇီဂျာမနီကိုအောင်နိုင်တဲ့နေ့ပေါ့နော်ဒါတွေဒီပါလဲဆိုရင်ဒုတိယကမ္ဘာစစ်ကိုအောင်နိုင်တာပေါ့ဟိုတရက်ထဲနဲ့အောင်နိုင်သွားတာမဟုတ်ဖ ೇನೆ အဲဒီလိုပေါ့နော်ဟိုဒီရုရှားကနေနာဇီဂျာမနီကိုအောင်နိုင်သွားတာမေလထဲမှာအခုစက်တင်ဘာလထဲမှာကျတော့တရုတ်ကနေပြီးတော့မှဂျပန်အောင်နိုင်သွားတာပေါ့နော်ဆိုလို့ရှိရင်ဒုတိယကမ္ဘာစစ်မှာအောင်နိုင်သွားတာဆိုလို့ရှိရင်ဂျပန်ဒီ ဒုတိယကမ္ဘာစစ်မှာစစ်ရှုံးပြီးတော့မှဒီအမှုမြုပ်ဘုံတွေလည်းကျဲခံရပြီးတော့မှဒီပြပုံဘဝကနေစတာပေါ့နော်အဲ့လိုစတော့ကလည်းသူတို့ရဲ့ဂျပန်လူငယ်တွေကလည်းနိုင်ငံတကာမှာထွက်ပြီးတော့မှအလုပ်လုပ်ခဲ့ကြရတယ်လို့ဟိုဒါသမိုင်းတွေထဲမှာစာစာတွေထဲမှာဖတ်ပိုးပါတယ်ရှင်တို့တော်လေနိုင်ငံတကာသွားပြီးတော့မှပြန်လာတဲ့လူတွေကဘာဖြစ်သွားလဲဆိုလို့ရှိရင်သူတို့မှာကျွမ်းကျင်မှုတွေရှိကြတယ်ပြီးလို့ရှိရင်စီးစနစ်ကျနာပြီးတော့ကိုယ့်ထက်ဟိုပါပေါ့နော်တိုးတက်တဲ့တိုင်းပြည်ရဲ့ကောင်းမွန်တဲ့အလေအထတွေကိုယ့်အိမ်ကိုပြန်တင်လာ ရှင်အဲ့လိုမျိုးနဲ့ဂျပန်ကလည်းစခဲ့ရတယ်လို့ကျွန်မနားလည်ပါတယ်ရှင်အဲ့လိုပဲတခြားနိုင်ငံပေါ့နော်ဗီယက်နမ်ဆိုလို့ရှိရင်လည်းကျွန်တော်တို့ဗီယက်နမ်စစ်ကြီးကအာဆယ်နှစ်လောက်ဖြစ်တာပေါ့ရှင်အဲ့ဗီယက်နမ်စစ်ဆယ်နှစ်ဖြစ်တဲ့ဆယ်နှစ်ကာလမှာအုံပြုတဲ့လက်နက်ခဲယမ်းမီးချောက်ကကျွန်တော်တို့ပထမကမ္ဘာစစ်နဲ့ဒုတိယကမ္ဘာစစ်မှာအုံပြုတဲ့လက်နက်ခဲယမ်းမီးချောက်တဲ့များတယ်လို့ကျွန်တော်စာထဲမှာဖတ်ပေါ်ပါတယ်ရှင်တကယ်ကိုတအားဆိုးွားတဲ့ပြည်တွင်းစစ်ဖြစ်တာပေါ့နော်အမေရိကန်လိုဟိုတကယ်အင်အားကြီးနိုင်ငံနဲ့ဗီယက်နမ်နဲ့စစ်ဖြစ်ရတာ ူတွေလည်းအများကြီးတည်တယ်ပြီးလို့ရှိရင်ပြာပုံဘွားကနေစခဲ့ရတယ်စပြီးလို့ရှိရင်သူတို့တီထောင်လုံးကလည်းအဲ့လိုပါပဲရှင်1980 90လောက်မှာစစ်ပြီးသွားတယ်နော်1980လောက်ဆိုရင်အဲသူတို့ဘာလို့ ਆ လဲဆိုရင် PNN နေနိုင်ငံတကာမှာသွားပြီးတော့မှအလုပ်လုပ်ကြတယ်ပြီးလို့ရှိရင်တို့တို့တွေကစုဆောင်ပြီးတော့မှပြည်ပပြန်လာပြီးတော့မှစီပွားရေးလုပ်ငန်းရှင်တွေဖြစ်တယ်စုဆောင်ကိုလည်းရှိလာတယ်စီပွားရေးလုပ်ငန်းရှင်ဖြစ်တယ်တို့တို့မှကျွမ်းကျင်မှုတွေလည်းပါလာတယ်ပေါ့နော်အဲ့လိုတွေကျွန်တော်တို့က ပြန်လဲထူထောင်ဖို့ပေါ့နော်ဆိုလို့ရှိရင်ကျွန်မကဘာကိုပြောချင်တာလဲဆိုတော့စိတ်အားမငယ်ကြပါနဲ့လို့အခုချိန်မှာတော့ဒီလိုတော့ဖြစ်နေပြီမဲ့တခြားကိုယ်ရှိမှဖြစ်ခဲ့တဲ့နိုင်ငံတွေလည်းဒီလိုပဲအကြော်ဖြတ်ပြီးတော့မှကျွန်တော်တို့ကစဉ့်ညံ့ခံပြီးတော့မှအကြော်ဖြတ်ကြရမှာဖြစ်ပါလိမ့်ရှင်။နောက်အဲ့ဒါကြောင့်မို့ကျွန်မဟို2019ပေါ့နော်2020ပါတီထောင်လာစတော့ကျွန်မမော်ပြည်နယ်တို့ပြည်ပြည်နယ်တို့ရောက်ပါလိမ့်ရှင်။ဆိုလို့ရှိရင်ကျွန်မဟိုပဲခူးတန်းနဲ့ရောက်တယ်မကွေးတန်းနဲ့ရောက်တယ်။ဒီပဲခူးနဲ့မကွေးလိုမျိုးနေရာထက်ဆိုင်ရင် လို့ပြင်းနေပြင်းပြင်းနေရတော်တော်လေးကိုဟိုဟာကျေးရွာလို့ပြောလဲသူကအိမ်တိုင်းကတိုက်လေးတွေလေအဲဘာဖြစ်လို့လဲဆိုသူတို့ကထိုင်းမှာသွားပြီးအလုံလို့တယ်အဲပတ်စံစုလာတယ်အရင်ဆုံးရတဲ့ပတ်စံနဲ့အိမ်ဆောက်တာဖြစ်ပါရှင်ဟိုရွာလို့ပြောပေမဲ့လည်းအဲ့တရွာလုံးကတိုက်လေးတွေဖြစ်ပါရှင်အဲ့တိုက်လေးတွေကလည်းကျွန်တော်တို့ကြီမမှာရှိတဲ့တိုက်တဲ့ပိုလှပါရှင်ပုံစံတွေဒီဇိုင်းတွေပိုလှတယ် လက်ရာတွေပိုကောင်းတယ်အဲ့ဒါဘာလဲဆိုလို့သူတို့ကိုယ်တိုင်ကဟိုမှာစောက်လို့ရေးလုပ်ငန်းမှာလုပ်ခဲ့ပြီးတော့မှသူတို့ကိုယ်တိုင်စုဆောင်ထားတဲ့ငွေနဲ့ကိုယ့်အိမ်ကိုကိုယ့်ဟာကိုယ်စောက်တာလို့ကျွန်မသိရပါတယ်ရှင်အဲသိရပါတယ်ပြီးလို့ရှိရင်ကျွန်မဖန်အမ်းမှာသွားတော့လဲဒါကတော့2019 2020အခြေအနေပေါ့နော်ဖောင်သွားတော့လေသူတို့ညစည်းဆိုတာရှိပါတယ်။အဲညစည်းမှာဟိုဈေးရောက်တဲ့လူတွေရောဈေးလာဝယ်တဲ့လူတွေရောပျော့ပျော့ရွှင်ရွှင်နဲ့ပြီးလို့ရှင်ဒီလိုပန်းကြံလိုမျိုးမှာညစည်းလုပ်ထားပြီးဒီလို state ခုံလဲထားထားပြီးတော့မှအမှကာရာအိုကေဆိုကျင်တဲ့လူဝင်ဆိုလို့ရတယ် ဲ့လိုပျော်ပျော်ရွှင်ရွှင်နဲ့နေနေတာကျွန်မတွေ့ရပါတယ်ရှင်။အဲ့ဒါအဲဒါကြောင့်မလို့ကျွန်မတို့ကစီးပွားရေးကောင်းဖို့တအားရေးကြီးပါတယ်။စီးပွားရေးကောင်းဖို့ဆိုတာတစ်ခါလေကြာရင်လဲအဲဒီအလောက်ကန်ရှိတဲ့နေရာရေးကြီးရမျက်နှာရတွားတွားရတယ်လက်လည်းနေထိုင်ရတယ်ဆိုတော့လူတဘာဝလည်းဖြစ်တယ်ပေါ့နော်။ဒါကိုကျွန်မတို့ကအစိုးရတရအနေနဲ့ဒီလူတွေကိုဒီလူတွေရဲ့စုဆောင်းဝင်တွေကိုပြည်တွင်းကိုစီးဝင်လာအောင်ဆိုလို့ရှိရင်နိုင်ငံတကာမှာအလုပ်လုပ်နေတဲ့မိသားစုဝင်တယောက်ရှိရင်သူ့ဒီဒီမှာရှိတဲ့ ဒီမြန်မာပြည်မှာခြံခဲ့တဲ့မိသားစုရဲ့စီးပွားရေးဟိုစောင့်ဝတ်နေရေးအဆင်ပြေတယ်အိမ်ဆောက်ဖြစ်တယ်ပြီးလို့ရှိရင်လုပ်ငန်းရှင်လေးဖြစ်လာတယ်ပေါ့နော်စသဖြင့်အဲ့လိုမျိုးကနေစပြီးတော့မှကျွန်တော်တို့အားယူရမှာဖြစ်ပါလေရှင်တစ်ချိန်တည်းမှာပဲဒီလိုလူငယ်တွေပေါ့နော်ဒီကလေးသေးသေးလေးတွေခုနကလိုပေါ့မူဂျိုကလေးကနေစပြီးတော့မှအဲကျွန်တော်တို့ကဒီပညာရေးကိုမိသားစုတွေကမြေတောင်မြောက်ပြီးလို့ရှိရင်လေရင်ကျိန်းလိမ်မာတဲ့သားသမီးတွေအနေနဲ့ပြိုးထောင်ပြီးတော့မှဒီ now generation မှာကျွန်တော်တို့ကဟိုတဆင့်ခုန်တက်ရမှာဖြစ်ပါလေရှင် ဗီယက်နမ်လည်းဒီလိုပဲတည်ထောင်လာတာဖြစ်ပါလေဂျပန်လည်းဒီလိုပဲတည်ထောင်လာတာဖြစ်ပါလေစစ်ကြီးတွေကျွန်တော်တို့ထက်အများကြီးဖြစ်ခဲ့ပါတယ်ဆိုလို့ရှိရင်ကျွန်တော်တို့လည်းမြန်မာနိုင်ငံမှာဆိုရင်တော့ဟိုကျွန်တော်တို့မမွေးခင်တော့ဒီထက်ဆိုးတဲ့အခြေအနေရှေ့ကောင်းရှိမှာပါတိုးတော်လည်းကျွန်မတက်တက်မှာတော့ဒါအခြေအနေဆုံးဆုံးပါရှင်ဆိုလို့ရှိရင်အားမငယ်ကြပါနဲ့အားမငယ်ကြပါနဲ့ကျွန်တော်တို့ ဟိုလောက်ဆရာရှိတာလောက်ကြပါအဆင်ပြေတဲ့နေရာအလုပ်လုပ်ကြပါသို့တော်လည်းစုဆောင်ကြပါစူးစမ်းကြပါစုဆောင်ကြပါပြန်လာကြပါပြန်တီထောင်ကြပါပြန်ပြီးတော့မှကိုမိသားစုနဲ့ကိုပြန်ပြီးတော့မှပေါင်းစည်းပြီးတော့မှကိုရဲ့ကိုနိုင်ငံရဲ့စီးပွားရေးဖွံ့ဖြိုးတိုးတက်ဖို့ပေါ့လေအဲ့ဒါဆောင်ရွက်ကြဖို့ကျွန်မအားပေးစကားလေးပြောချင်တာဖြစ်ပါလေရှင်ကျေးဇူးပါရှင်